အားလုံးပဲမင်္ဂလာပါဇာအုပ်မတင်ဇာအုပ်ဖတ်ပြီးတော့ဒီလိုတင်ပြတာကြားကြရပြောနော်ဆိုတော့အာဒီတစ်ခေါက်အတွက်ရေးချင်တာလဲဇာအုပ်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့အခုဒီလလေးကဘာလို့တင်နေကြသေးခင်မှာထွက်ထားတဲ့ဇာအုပ်လေးတွေဖြစ်ပါတယ်အဲ့ဒါကတော့ဗမာစိုင်းဒီဇာအုပ်ဖြစ်ပါတယ်အမ် one heart two hearts အဲ့တဲ့အတိုင်းပေါ့နော် ာရမီဖြည့်ပတ်ဆိုရဲဒါဆိုဘလူးရေးချက်တာဖြစ်ပါတယ်ဆိုတော့ရေးသားတဲ့သူကတော့ခုံးမောင်ဦးဆိုရဲအမည်နဲ့ဖြစ်ပါတယ် essay ဆရာခုံးမောင်ဦးဖြစ်ပါတယ်သူကဆိုရင်စာအုပ်ကူပေါ့နော်ထုတ်ခဲ့စာအုပ်တော်တော်လေးရှိနေပါတော့ဒါဆိုရင်ဒီစာအုပ်ကဆိုရင်လေးအုံမြောက်စာအုပ်ဖြစ်ပါတယ်ဒီ essay ဆရာတွေ့ရှိထားတဲ့စာအုပ်ထဲမှာဆက်ပါနော် ဆိုတော့သူ့ရဲ့ထွက်ရှိထားတဲ့အဆောင်လေးတွေကိုကျွန်တော်ပြောပါအောင်မယ်။အဲသူထွက်ရှိထားတဲ့အဆောင်ကြီးအရာဆိုရင်နံပါတ်ပထမဆုံးထွက်ရှိထားတဲ့အဆောင်နံပါတ်ကတော့တငယ်ချင်းတွေကိုရုပ်ပြပေးပါ။နံပါတ်၄ပြုတ်ချင်အောင်မဆောင်နဲ့နံပါတ်၃တမနီစိတ်တဲ့နဲ့အခုဒီခု2025မှာအတွက်ရှိတဲ့အဆောင်ကတော့ပါနမီဖြစ်ပဲဆိုတဲ့အဆောင်လေးဖြစ်ပါတယ်။သူကဆိုရင်ဖုံးမှန်ဦးဆိုတော့အဲနာမည် personal account လေးပဲပေါ့နော်။စာ ပေါ့နော်ရေးထားတဲ့စာချုပ်လေးတွေကိုသူ့ရဲ့ Facebook account မှာလည်းတင်လို့ရှိပါတယ်။တချို့စာသားတွေကတော့သူ့ရဲ့ account မှာဆီပို့ပြထားတဲ့စာစင်တွေဖြစ်ပါတယ်။ဆိုတော့ချိုးလေးရင်းရင်းပေါင်းရှင်းနေပါလိမ့်မယ်ပေါ့နော်အခုဒီတစ်ခေါက်ကတော့အာခုတက်ကတော့ဒါသူ့သူ့ဆောင်ခန္ဓာကပထမဆုံးဖြစ်ပါတယ်ရှင်းမှာတွေ့ရှိခဲ့တဲ့ဆောင်တွေလည်းဟိုထွက်ရှိနေတာသိရမယ်လို့ပေါ့နော်အာမဖတ်ဖြစ်ခဲ့ဘူးပေါ့နော်ဒီဒီဆောင်ကိုတော့ဖတ်ဖို့ရွေးချယ်လိုက်တာဖြစ်ပါတယ် ဆိုတော့ဆိုရင်စာအုပ်တအုပ်ကိုမှတ်ခင်ပါကိုယ့်ရဲ့ထုံးစံတိုင်းဘာကြောင့်ရေးချစ်ဖြစ်တာလဲဆိုတော့အနိဋ္ဌာရပါเนาะစာအုပ်ရဲ့ခေါင်းစဉ်ရဲ့ပြီးတော့ရဲ့စာမျက်နှာကလည်းအကြမ်းများမှဒီကရဲ့ပြီးတော့ရင်အဲသူရဲ့အဲဆိုင်းဆရာရဲ့ဖတ်စီခြင်းတွေရေချက်ပေါင်းတဲ့အစာအုပ်ရဲ့အမှားစာကိုအဓိကအာဖတ်လို့ရှိရပါတော့ဆိုတော့ဒါဆိုဒီစာဖတ်ပိဋကကိုလည်းပဲဒီရဲ့ဆိုင်းဆရာကဘာကြောင့်ဒီစာအုပ်ကိုရေးထားလဲနဲ့ အဲဘာတွေကိုပဲပဲစကားချင်းလဲဆိုတဲ့အကြောင်းအရာတွေကိုတော့သူ့ရဲ့အမှားစာလေးမှာဖတ်ကြည့်ရအောင်နော်လူဘွားကိုဖြူတန်းကြတဲ့အခါမှာလူတိုင်းလူတိုင်းကရွေးချယ်မှုတွေကိုစင်းနဲ့ဖြတ်တန်းရပါတယ်အလုပ်နေရာအစာအသောက်ဖို့ဆိုလဲပဲဖို့မှအဲကိုင်းချင်တာဝီဇာဆိုဘလိုလိုမှဝီဇာတော့ချင်တာစသဖြင့်ရွေးချယ်ကြရတာကြီးပါပဲ ခုရည်ချင်မှုကအမှန်တရဆိုရင်ဘာမှမဖြစ်ပေမဲ့ခုရည်ချင်မှုကမှားရခဲ့မယ်ဆိုရင်အနည်းနဲ့အများဒုက္ခပိုရတတ်ပါတယ်။အဲ့ဒီထဲမှာမှလက်ရွေးတော်လက်တွဲပေါ်မှားရင်းမိတရင်ဘဝပြတ်သားတာထက်တောင်ဆိုပါလေ။အာတသက်လုံးပြောစရာတွေစိတ်သွင်းကုန်တာပါပဲ။ဒါကြောင့်အချီရေးဆိုတော့ကိုယ်တိုင်ကစိတ်ဝင်စားဖို့ဆိုရင်တော့လူကြီးမမဖို့ကိုတော့စိတ်ဝင်စားပဲနဲ့နေလို့မရတော့ပါဘူး။ မခံလို့မဖြစ်ဘူး။ဒါကြီးကဘဝနဲ့ရောင်ကြီးထဲရတဲ့အရာ။ဘုမွေလေးလေးပြောရရင်စာရင်းစိုက်ရေတော့ကဇုံတွဲဆက်ဆက်ရေးကိစ္စတွေကိုကျွန်တော်ကသိစိတ်ဝင်စားလို့မရှိပါဘူး။စိတ်ဝင်စားဖို့ဆိုတာကကိုယ်ရင်အဲ့လောက်မသိရ။ကိုရင်းနေတဲ့လိုင်းကလည်းအတုံးချစိတ်ပညာလူမှုရေးအယူဆမန္တလေးအယူဆစတဲ့အရာတွေပဲပုံများနေတဲ့အခါကျတော့ဇုံတွဲကိစ္စတွေကိုသိကောင်းနေမရှိခဲ့ပါဘူး။ ထူးသဖြင့်ကြားဖြင့်ညှိနှံပေးရတဲ့အေးဆန်ရတဲ့မှာမကြွချင်ဘူးလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်စီတချို့အမေသားအမေသမီးတွေကလာပြီးတော့သူတို့အခြေအနေကိစ္စနဲ့ပတ်သက်ပြီးတော့မလုပ်တဲ့လေဘလို့ဘလို့ရှေ့ဆက်တဲ့လေပေါ့နော်ဒီလိုမျိုးတွေလာပြီးတော့တိုင်ပင်နဲ့ဆွေးနွေးတယ်မြင်းမြန်းမြန်းလာကြုံရတဲ့အခါများလာတာကတော့အဲ့ဒါနေပဲသူကဟိုဒီဇက်ဒီဇင်ဆိုင်ရဲ့အဆူဆုံးမြင်ရဲ့ နောက်ပိုင်းအိမ်တောင်ရင်အခြေရေဒေသတွေနဲ့ဆိုင်တဲ့အစားအုပ်တွေကိုပို့ဖတ်ပြသွားတာဖြစ်ပါတယ်။အဲ့ဒီလိုဖတ်ပြီးတော့မှပဲဒီအပိုင်းကဘလောက်အရေးကြီးလဲဆိုတာကိုတဖြည်းဖြည်းဟိုကြည့်လာရတယ်လို့ဆွေးထားပါတယ်။အခုတပြင်း8 states the seven principles for making marriage work in praise of love man are from mars women are from venus act like a lady think like a man ဆိုင် နာမည်ကြီးဆောင်းတွေဒီဆောင်းတွေဖတ်ပြီးတော့မှနားလည်သွားတာကဘာလဲဆိုရင်လူအလုံးမှာ relationship အဆင်ပြေပြီဆိုတာနဲ့အလုံးအဆင်ပြေပြီဆိုတာကအချက်ပါပဲသူတပည့်အခြေအနေအဆင်ပြေရင်လူကပိုခန့်ပိုချုံပိုမှုပိုလှလာတာကိုဒီထားမိရပါတယ်ဘင်းဘူးမရဘူးနေနေဘာလို့လို့လုံးမတင်ဘူးဒါလေ လန်ရမြ Facebook ပေါ်မှာမျှော်ဝေနေတယ်။တချို့ကျကျွန်တော်တစ်ဆင့်ကမျှော်ဝေပေးတဲ့အဆောင်ပါတွေကိုကြိုက်ကြတယ်။တချို့ပြန်ဆင်ပြီးပြားချောင်းလာပြောကြတယ်။တချို့ကတို့ရဲ့ဟာကွက်သူတို့လူရဲ့အားသာချက်ကိုမြင်ပြီး relationship နဲ့ပတ်သက်တဲ့စာရင်းဖိတ်ရေးပေးဖို့တောင်းဆိုကြပါလေ။တခါတခါဆက်ဖက်သူတွေစီကနေ idea အသစ်တွေပြန်ရပြီးတော့ကိုယ့်အတွင်းနဲ့ပြန်ပေါင်းပြီးစာရင်းဆက်ရေးပြသွားတယ်။အခုစာအုပ်ဖြစ်လာတဲ့အချိန်လေးဆိုပါတော့ ဆိုဒီဆောင်းမှာဇုံတွဲအများစုဖြစ်နေကြတဲ့ပြဿနာပေါင်းစုံကိုထက်နိုင်တဲ့များအရေးပေးထားပါတယ်။ကို့အခြေအမှာဘယ်နာဘယ်ဘာမှနေလဲဆိုတာဖက်ဆောင်ဖက်နေတဲ့တိလာပါလိမ့်မယ်။အာအချစ်ကချစ်နေဖို့ပဲလိုတယ်ဆိုရယ်ရေဘူးကစကားနဲ့တော့ကို့အခြေအနေစီရင်ကြတာမဟုတ်ဘူး။ချစ်နေရင်ရပြီလေဆိုတာမျိုးကတကယ်လက်တွေ့ပေါ်မှာအလုံးမဖြစ်ပါဘူး။ဒါကိုပြောမှာ။ဆိုဒီဆောင်းထဲမှာဇုံတွဲဆက်နေတဲ့ဆိုင်နဲ့ကိစ္စရွက်တွေကို စိတ်ပညာရှိတော်ကနေတက်စ်နာနဲ့ဆောင်ရမြလေးလာတုံးသက်ပြီးရေးလေးထားပါတယ်။အထူးသဖြင့်ဒီစာအုပ်ကိုအကုန်အစဉ်ပြေပြီးမှအခြေရေးအစဉ်မပြေဘူးလေ။အခြေရေးကိစ္စဆိုတည်တဲ့စိတ်ဝင်စားသူတွေအခြေကြောင့်ပူဆွေးလောင်နေခြင်းခံစားနေရသူတွေရှစ်အဲရှေ့ဆက်ရရှိဆက်ဆံရေးတစ်ခုတိဆောက်ချင်လို့တွေ့စေးနဲ့မမှုအချက်နဲ့မှရှင်းကြတဲ့အခြေယူတွေ တောက်ဆစ် relation ရှိတဲ့ပိတ်ညင်နေတဲ့သူတွေလူရင်းမမှားချင်တဲ့သူတွေနဲ့အချစ်စစ်အချင်းမှလက်တွဲပေါ်မှာအမှန်စွာပါလဲတည်ချင်တဲ့လူတွေအတွက်ရည်ရထားတာဖြစ်ပါတယ်ဆိုတော့ဒီစာအုပ်ကိုကိုယ်မှချစ်သူရှိရင်သူ့ကိုပါ lesson ကံပေးဖို့ပြောရင်ဇုံတွေတိုင်းကျန်းဖြစ်တဲ့လမ်းကိုအတူတူဟောပြီးပန်းခင်းတဲ့လမ်းပေါ်မှာအတူတူရှောက်နေပါစေလို့ဆုမကတောင်းပေးလိုက်ပါတယ်ဖုံးမအောင် ဆိုတော့ဒီအကြောင်းအရာကတော့သူဘာကြောင့်ဒီစာအုပ်ကိုရေးပြတာလဲနဲ့အဲဘယ်လိုအကြောင်းအရာတွေကိုအခြေခံထားလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာတွေကလည်းလူမှုဘဝမှာအမြဲရှိနေကြတဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်ဒါဟာလိလာထားတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ဆိုတော့အာဒီစာအုပ်အကြောင်းကိုစိတ်ဝင်စားတယ် အာတခြားအလုံးဆွေးနွေးထားတဲ့အကြောင်းအရာကိုဆွေးနွေးပါတယ်ဆိုရင်တော့ကျမရဲ့ဒီ YouTube channel မှာအဲဆက်ဖက်လုပ်ထားပြပြီးတော့အာအပတ်စင်တာမှော်ရင်လည်းအချိန်ညရင်ပေါ့နော်ဒီရဲ့ account channel မှာလည်းအဲနောက်ထပ်ဗီဒီယိုကောင်းစစ်တိုက်တွေကိုတင်သွားမှာဖြစ်ပါတယ်ဆိုတော့အကျိုးအနေနဲ့ဒီစာအုပ်ထဲမှာဘာတိုက်တွေပါလဲဆိုတော့ပြပြပေးသွားပါမယ် အပိုင်း1ပေါ့နော်ဒါအပိုင်းကြီးခဲတာလေးပဲအပိုင်း1အနေနဲ့ဆိုရင်တော့ left tray body ကိုရှာဖွေတဲ့အခါဆိုပြီးတော့ရေးထားတဲ့အခါမှာခေါင်းစဉ်ကိုယ်ကိုရှိပါတယ်ဗုဒ္ဓဟောတဲ့ပါရမီဖြစ်တဲ့ဉာဏ်ရည်မြင့်သူကိုဘာလို့ကြိုက်ကြတာလဲဉာဏ်ရည်မြင့်တဲ့သူကိုရွေးချယ်တဲ့အခါထင်အောင်ထင်မှာအချက် hello အဖတ်ဒုတိယကို left tray မပေါင်းသိခင်နော်ဘလို့မိဘမျိုးဖြစ်နေမှာလဲတွေ့တာမှုတိုင်လုံးစဉ်မှုတွေအကြောင်း ချစ်ချင်းမေတ္တာစက္ကန့်များအကြောင်းအချစ်နဲ့ပတ်သက်လာရင်တွေ့ရတဲ့လူသုံးမျိုးဆိုပြီးတော့အပိုင်းတစ်မှာအာအခက်ခဏကိုကိုခွဲထားဖြစ်ပါတယ်ဆိုတော့ဒါဆိုတော့ခေါင်းစဉ်လေးတွေကိုစိတ်ဝင်စားနေဆိုရင်တော့အချစ်မှာပြောတဲ့အတိုင်းနဲ့ဒီရဲ့ channel လေးမှာရှိနေပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်